ကဲကျွန်တော်ချစ်တော်မိတ်ဆွေများကျွန်တော်ရဲ့ချစ်တော်အမျိုးများအားလုံးပဲမင်္ဂလာပါမင်္ဂလာပါเนาะကျွန်တော်ကတော့ကျွန်တော်ချစ်တော်မိတ်ဆွေတို့ရဲ့မြန်တမ်းထာဝရကုကျော်ပါကဲဟုတ်ပြီเนาะအဲ့တော့ကျွန်တော်မိတ်ဆွေတွေအတွက်ကိုအခုလာမဲ့ပွဲကျွန်တော်တို့တလင်းလာအင်္ဂါဗုဒ္ဓဟူအဲ့သုံးရက်တွင်လာရမဲ့ဇာတုပတ်တိတလုံးနဲ့ဇာတုမွေးနှစ်ကွက်ကိုကျွန်တော်လာပေးတာဒါကျွန်တော်မိတ်ဆွေတွေကိုအခုပွဲမှာကျွန်တော်တို့ဇာတုမွေးကနဆော့ရအောင်လို့ကျွန်တော်မိတ်ဆွေတွေကိုတခါတည်းကျွန်တော်ပြောပြမယ်เนาะ အဲ့တော့ကျွန်တော်မိတ်ဆွေတို့အားလုံးကကျွန်တော်ဗီဒီယိုကိုအစားဆုံးကြည့်ပြီးဒါမှကျွန်တော်ပြောမယ့်ခဏလေးကိုကျွန်တော်မိတ်ဆွေတို့အားလုံးမှတ်မိသွားအောင်လို့နော်ဖဒီစေတနာနဲ့ကျွန်တော်တခါလေးပြောပြမှာနော်ကျွန်တော်မိတ်ဆွေကတခါလေးမှတ်အဲ့တော့ကျွန်တော်ခဏလေးမပြောခင်လေးမှာကျွန်တော်မိတ်ဆွေတို့အားလုံးကကျွန်တော် channel ရအဲ့ဒီ subscribe ဆိုတဲ့စာတန်းလေးကိုနှိပ်ထား subscribe မရသေးတဲ့မိတ်ဆွေတွေကနှိပ်ထားပြီးရင်ဘေးကခေါင်းလောင်းလေးကိုတီးထားနော်လက်မလေးတွေပေးထား subscribe နှိပ်ပြီးတော့ကြည်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မိတ်ဆွေတွေ အဲ့လို subscribe ဆိုတဲ့စာတန်းလေးကိုနှိပ်ထားမှာကျွန်တော် like တင်တိုင်းเนาะကျွန်တော်ဗီဒီယို like တင်တိုင်းလွှင့်တိုင်းလွှင့်တိုင်းကိုကျွန်တော်မိတ်ဆွေအားလုံးမြင်ရမှာတွေ့ရမှာဖြစ်တယ်เนาะ subscribe ဆိုတဲ့စာတန်းလေးကိုမဖြစ်မနေနှိပ်ထားပြီးတော့မှကျွန်တော်မိတ်ဆွေအားလုံးကကျွန်တော်ပြောပြမိခဏလေးတွေကိုအစာဆုံးနားထောင်ပေးဒါကျွန်တော်မိတ်ဆွေတွေကိုအခုလာမယ့်ပွဲကျွန်တော်တို့16ရက်6လပိုင်း2025ကနေကျွန်တော်တို့17ရက်6လပိုင်း2025 ကျွန်တော်တို့တလင်းလာအင်းကဗုဒ္ဓဟူးเนาะအဲ့သုံးရက်တွင်ကိုလိုက်ရမယ်ဇာတုပတ်တိတလုံးနဲ့ဇာတုမူနှစ်ခွက်ကျွန်တော်တခါတည်းပြောပြမိမယ်ကျွန်တော်မိတ်ဆွေတွေတခါတည်းမှတ်เนาะဒါမှကျွန်တော်မိတ်ဆွေတွေအားလုံးအခုလာမယ့်ပွဲမှာကျွန်တော်မိတ်ဆွေတွေအားလုံးဇာတုမူကဏ္ဍနဲ့အားလုံးအဆင်ပြေသွားအောင်เนาะရှုံကြွေးထိုးကြွေးတွေအကြောင်းမျိုးမျိုးကြောင့်များနေတယ်ကျွန်တော်မိတ်ဆွေတွေအတွက်ကိုကျွန်တော်ပြောပြမိမယ်ဇာတုပတ်တိတလုံးနဲ့ဇာတုမူနှစ်ခွက်ကို တလင်းလာအင်္ဂါပုတ်တခုအဲ့သုံးရက်တွင်ကိုဂယူးဆက်ပြီးတော့လိုက်ဆော့ထားဒါကျွန်တော်မိတ်ဆွေတွေကိုရှားစေခြင်းလို့เนาะဒါကျွန်တော်ကြိုပြီးတော့ကျွန်တော်မိတ်ဆွေတွေကိုလာပြောပေးတာเนาะကဏန်းကိုတစ်ခါတည်းမှတ်လိုက်အခုကျွန်တော်တို့လာမယ်ပွဲပေါ့เนาะကျွန်တော်တို့18ရက်18ရက်16ရက်18ရက်18ရက်ပေါ့နော်ကျွန်တော်တို့တလင်းလာအင်္ဂါပုတ်တခုနော်အဲ့3ရက်တွင်ကိုလိုက်ရမယ်ဇာတို့ပတ်တီတလုံးကကျွန်တော်တို့နော်3ဇာတို့ပတ်တီက3 တုံးတစ်လုံးကိုကျွန်တော်တို့ဇာတို့နဲ့မွေးပြီးတော့ဆော့ကျွန်တော်မိတ်ဆွေတွေအားလုံးเนาะ16 18 17 16ရဲ့6လပိုင်း2025ကနေเนาะ18ရဲ့6လပိုင်း2025ဆိုတော့ကျွန်တော်တို့တလင်းလာအင်ကပေါ့တခုတလင်းလာနေရနေစပြီးတော့ဇာတို့နဲ့မွေးဆော့ဇာတို့ပတ်ဒီ3ကိုဇာတို့နဲ့လိုက်ကျွန်တော်မိတ်ဆွေတွေအားလုံးเนาะယူဆက်ပြီးတော့ဇာတို့ပတ်ဒီက3ဇာတို့မွေးနှစ်ကွက်ကကျွန်တော်တို့36ရဲ့35ရဲ့36 35ဒါကကျွန်တော်အကောင်းဆုံး ဇာတို့မွေးနှစ်ကွက်เนาะ36နဲ့35ဇာတို့မွေးပတ်တီးကြကျွန်တော်တို့သုံး3ဇာတို့ပတ်တီးကိုကျွန်တော်မိတ်ဆွေတွေက Q ဆိုက်ပြီးတော့တလင်းလာအင်ကားပေါ့တခုအဲ့3ရက်အတွင်းလိုက်ပြီးတော့ဇာတို့နဲ့မွေးဆော့ဒါကျွန်တော်မိတ်ဆွေတွေเนาะအကြိုက်တူရဲ့မိတ်ဆွေကဆော့အကြိုက်မတူတဲ့မိတ်ဆွေကတော့မဆော့နဲ့ကျွန်တော်လည်းစေတနာနဲ့တကယ်ရစေခြင်းလို့ဖရီတခါတည်းလာပြီးတော့ပြောပေးတာเนาะကျွန်တော်မိတ်ဆွေတွေအားလုံးအဆင်ပြေသွားအောင်လို့ဟုတ်ပြီเนาะကျွန်တော်ထပ်ပြောပြမယ်เนาะ အခုလာမှဘိုးရကျွန်တော်တို့ရက်ပြည့်ဖွင့်တယ်ငါးရက်ပြည့်ဖွင့်တယ်နော်အဲ့တော့ကျွန်တော်တို့16ရက်နော်18ရက်18ရက်တလင်းလာအင်ကာပုတ်တဟူအဲ့3ရက်တွင်ကိုဇာတို့ပတ်တိကကျွန်တော်တို့3ဇာတို့မွေး2ခွက်က35နဲ့36နော်ဟုတ်ပြီအဲ့ဒါလောက်ဆိုရင်ကျွန်တော်မိတ်ဆိုအားလုံးတိသွားပြီတိတိချာချာလိုက်ပြီးတော့ကျွန်တော်တို့နော်အခုလာမှဘိုးမှာကျွန်တော်ပြောပြီးတဲ့ဇာတို့မွေး2ခွက်နဲ့ဇာတို့မွေး3ခွက်ကိုအကြိုက်တူတဲ့မိတ်ဆွေကဆော့ မကြိုက်တဲ့မိတ်ဆွေကတော့မစော့နဲ့ဒါကျွန်တော်တွက်လို့ရတဲ့ဇာတို့မွေးကနန်းကိုကြိုပြီးတော့လာပြောပေးတာကျွန်တော်မိတ်ဆွေတွေအားလုံးเนาะဇာတို့ပတ်တိက3ဇာတို့မွေးနှစ်ခွက်က36ရယ်35ရယ်ဟုတ်ပြီเนาะဟုတ်ပြီအဲ့ဒါတော့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲဒီခါလေးမှတ်ပြီးတော့တလင်းလာနေရနေစပြီးတော့ဇာတို့နဲ့မွေးစော့เนาะတလင်းလာအင်္ကာပေါ်တခုဟုတ်ပြီเนาะအဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲအခုလာမယ့်ဘွဲမှာကျွန်တော်ပြောပြလိုက်တဲ့ဇာတို့မွေးနှစ်ခွက်ကဇာတို့မွေးပတ်တိရဲ့เนาะ3ရယ်ဇာတို့မွေးနှစ်ခွက်က 36နဲ့39နော်ဇာတို့လိုက်လို့ဇာတို့ရကြပါစေလို့ကျွန်တော်မိတ်ဆွေတို့အားလုံးကိုကျွန်တော်မိတ်ဆွေတို့အတွက်ကျွန်တော်မိတ်ဆွေတို့ရဲ့ကိုကြွားဆူတောင်းပေးလိုက်ပါတယ်ကျွန်တော်ချက်တော့မိတ်ဆွေတို့အားလုံးအားလုံးအဆအဆရရအားလုံးအဆင်ပြေကြပါစေလို့နော်အားလုံးအားလုံးကိုယ်လေးကိုယ်လေး